တော့ပြထနေပြီဆိုတော့ပြပါတော့ဗမင်းဒီအပိုင်းခကြီးရပြန်ရောက်ပြီတရငတ်လာတဲ့ညသိစားတာသမီးကိုကိုတိုင်းကိုကြချက်ပြီးတော့ဒီနေ့ဒီနေ့ကိုပါဆောင်3ပကံ4ပကံစားတာအဲ့မအရင်တော့ရုပ်ပြဆင်ချက်တော့မတက်လာနေသေးဘူးဒီနေ့ပွဲဒီနေ့ပွဲသွားတက်တယ်လေ ဒီဇိုင်နာမပုံရဖွဲသွားတတ်တော့ကိုဝစ်စားဖို့လိုက်တဲ့ချိန်မှာမြန်ရုပ်ပြက်စင်ပြက်ကြီးဖြစ်မနေသေးဘူးပေါ့နော်အော်စားလီစားလိုက်ပိုက်ပါလီတောက်လိုက်ပေါ့စားသမ ्या တော့ပြန်ပြီးတော့စွန့်ထုတ်မှရမယ်လीနည်းနည်းပဲစွန့်လို့ရအောင်များများစွန့်အောင်မှာဆိုတော့ဒီ fiber လေးကကြပြအတွက်တော်တော်အဆင်ပြေတယ်ညအဲ့လိုတောက်လိုက်လို့ရှိရင်မက်ဖန်ကြိုင်ဓာတ်ပုံရိုက်เสียရှိရဲမက်ဖန်ကြိုင်ရွှေ့ကြီးလိုက်ရှိရဲဆိုတော့လीအ ဒါတော့ကဗျာရိုက်ထားတာဘယ်နည်းတင်ပြမလဲတော့မသိဘူးပေါ့နော်ဒါလက်ဖြန်ရွှေကြီးလိုက်လဲရှိရဲအာဓာတ်ပုံရိုက်လဲရှိရဲဆိုတော့ဘိုက်ကလေးချက်လို့လို့လေအဲ့တော့ဒီညလည်းထမင်းကဒီနေ့ရှုံးမှာ live ပြီးတော့ထမင်းကနှစ်ပကံလောက်ကြိတ်လိုက်တာဆိုတော့ဒါလေးကတော့မှန်မှန်တောက်ပြီးတင်တာပေါ့နော်ဟိုကိုယ့်ရဲ့ဒီဝမ်ပိုက်ထဲမှာအညစ်အကြေးတွေအပူတွေအပုပ်တွေကင်းရှင်နေဆိုတော့ဒါဆိုရင်ကဗျာဒီကအဖက်မပါပါဘူးရှင်အဖက်မပါတဲ့ အဲ့နဲ့ရိုက်ထားတာပေါ့နော်။ဟိုကဗျာတို့ခီးတွေသွားတယ်၊ရေတန်း၊နေတန်း၊လေတန်းတွေတိုက်ရိုက်တွေ့ရတော့မှကိုကခန္ဓာကိုယ်ထဲမှာအပုပ်ပူပုပ်တွေကင်းဆင်းနေပြီးတော့တန့်ရှင်းနေတဲ့အတွက်ကြောင့်အသားရည်လေးတွေကလည်းကြည်နေရပေါ့နော်။အဲ့ဒါလေးကိုတော့ကဗျာတိတိတတထူးထူးခြားခြားလေးကိုခံစားရတယ်။ကိုယ်ဝမ်းထဲမှာအညစ်ကြေးတွေရှိနေတယ်။ဦးနှံရံမှာပဲဖြစ်ဖြစ်အစာအိမ်မှာပဲဖြစ်ဖြစ်ဒီ one byte ထဲမှာပေါ့เนาะကိုစားထားတဲ့အစာတွေကကုန်စင်အောင် မတော်အောင်ဆိုရင်အညစ်အကြေးဖြစ်ရှိနေမှာလေ ဒါအစားတွေကတရက်နှစ်ရက်သုံးရက်ချို့ဆိုဝင်းချုပ်တယ်လीတရက်နှစ်ရက်သုံးရက်လောက်ထိဝင်းချုံရင်ဒီဟာတွေကဘိုက်ထဲမှာဘလိုတွေဖြစ်နေမလဲဘလိုတွေအနက်နေထောင်းထောင်းထားပြီးတော့ဒါဘိုက်ထဲမှာမဟုတ်လို့အပြစ်မှာဆိုပဲစဉ်းစားကြည့်လက်ဟိုဒီအစားတောက်တစ်ခုကတရက်နှစ်ရက်သုံးရက်ဆိုရင်ဘလိုတွေတောင်ပုတ်ပွားပြီးဘလိုတွေတောင်ညက်ပတ်ပြီးတော့ဘလိုတွေဖြစ်နေမလဲဆိုတာအဲ့တော့ဝင်းကိုများများသွားကိုသွားရမယ်ကိုစားထားသမျှကိုဝင်းကခဏခဏ သွားကိုသွားပေးရမယ်ကုံအောင်သွားပေးရမယ်အဲ့လိုကုံအောင်မသွားတဲ့သူတွေဆိုတော့ဒီ fiber ကိုတောက်ကိုတောက်ပါကုကိုကုပါလွယ်လွယ်လေးပဲစဉ်းစားကြည့်လိုက်ကိုတနေ့တနေ့စားရတာနဲ့ကိုပြန်ထွက်တာနဲ့ညှ့လားညှ့ရဲဆိုမတော့နဲ့မမြဘူးဆိုရင်တော့တောက်ကိုတောက်ရမယ်ကိုတနေ့တနေ့စားရတာတနေ့သုံးနက်လေးနက်ငါးနက်စားရတဲ့ဟာနဲ့ကိုအိမ်သာပြန်သွားတဲ့ဟာနဲ့ကမမြဘူးဆိုရင်တော့ဒါဒီဘိုက်ထဲမှာအပူတွေအပုတ်တွေအညစ်အကြေးရရှိကိုရှိတယ် အဲ့ဒါတွေကိုဒီဦးနိုင်ရမှာကတ်နေတဲ့အရာတွေကိုအထီကိုခွာချဖို့တော့ fiber ဓာတ်ကလိုကိုလိုအပ်တယ်အဲ့တော့တောက်ပါလို့အကြံပေးချင်ပါတယ်အော်ဒီနေ့ကမိသားတယောက်ရှိတယ် collagen ရဲ့ကောင်းချောင်းလေးတွေကိုဗျာပြောပြတဲ့အခါကျတော့ collagen ရဲ့ဆိုးကျိုးလေးတွေကိုလည်းပြောပြပြီးပါဆိုတော့ collagen ကတော့လူခန္ဓာကိုယ်ထဲမှာ origin နဲ့ရှိပြီးသားအဲ collagen ဓာတ်ဆုံးရှုံးနေသူတွေအတွက်ကို collagen ဓာတ်ပြန်ဖြည့်တာအဲ collagen ဓာတ်ကလည်းအဲ့လိုပဲပေါ့နော်ဟိုခန္ဓာကိုယ်ထဲမှာရှိတဲ့ မကောင်းတဲ့အညစ်အကြေးတွေပေါ့နော်မညစ်အညစ်အကြေးတွေကိုသူကကြောက်ကက်ကနေစီးအဖြစ်ပြန်ဆောင်တာစီးအဖြစ်ပြန်ဆောင်တာဆိုတော့ကြောက်ကက်ကောင်းကောင်းအလုံးမလုံးတဲ့သူတွေကြောက်တယ်တတ်တဲ့သူတွေဆိုတော့တောက်ကိုမတောက်သင့်ပါဘူးအဲ့ဒီလူတွေအတွက်ဆိုတော့အန်တရေရှိပါတယ်။နောက်노တိုင်းမိခင်နေအဲ့လိုလူမျိုးတွေဆိုလည်းမတောက်သင့်ပါဘူးကိုဝင်ဆောင်မိခင်နေဆိုလည်းမတောက်သင့်ပါဘူးနော်။စိုးချိုးကတော့အဲရှိတဲ့သူလည်းရှိရှိကောင်းရှိမှာပေါ့နော်။ကြပြားတော့အရောက်ကဘာပေါ်မှာရှိတဲ့သူတွေအကုန်လုံးကိုလိုက်လိလာထားတာမဟုတ်တဲ့အတွက်ကြောင့်တော့ ကိုမှရှိတဲ့အဲကိုယ့်ရဲ့ခန္ဓာကိုယ်ထဲမှာဘာတွေဖြစ်နေလဲဆိုတာမသိတဲ့သူအတွက်ကတော့ တဲ့တဲ့သူလည်းရှိရင်ရှိမယ်မတဲ့တဲ့သူလည်းရှိရင်ရှိမယ်ပေါ့เนาะဒါပေမဲ့ဆိုးဆိုးရွားရွားရေလို့တော့မရှိဘူးများသောအားဖြင့်အခုနောက်ပိုင်းလူတွေကကျမကြီးတွေလည်းနားလည်လာကြတဲ့အခါကျတော့ကိုတောက်မယ်ဆိုရင်ကိုတောက်မယ်ကောလာဂျင်ကိုတောက်မယ်ဖိုင်ဘာတွေကိုသေချာလေ့လာတယ်ကိုကိုယ်တိုင်းလည်း check up လုပ်ထားတဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်တောက်တဲ့အခါမှာတော့အန်တီရဲ့သိပ်ဖြစ်တာလေးတော့သိပ်မကြားဘူးပေါ့เนาะအဲ့တော့ဗျာတို့မတောက်တဲ့သူတွေကိုလည်းညွှန်ပြထားတယ်အဲ့တော့မတောက်တဲ့သူတွေကတော့မတောက်ပါနဲ့ဟိုတောက်တဲ့သူတွေကတော့တောက်ပါတကယ်လို့ကိုက ကိုမှဟိုယောဂခန်းရှိတယ်တောင်းမွင်ကိုကတော့စစ်ပြီးမှတောက်ချင်နေဆိုလဲတောက်ပေါ့เนาะအဲ့ဒါတော့ပို့ပြီးတော့အန်တရကင်းတာပေါ့အဲ့တော့မနေ့ကျရင်ဝင်းနေအများကြီးသွားဖို့အတွက်ကိုတနေ့ကိုထမင်းသုံးနှက်စားရတာထမင်းသုံးနှက်ကိုကဗျာထမင်းတစ်ခါဆိုင်သုံးပကံစားရတာဆိုတော့ fiber မကူလို့မရအောင်နောက်မဆိုရင်ကဗျာရဲ့ပိုက်ထဲမှာဘလိုတွေတောင်ညစ်ပတ်ပြီးတော့တွေးကြည့်လိုက်အောင်တော်တော်ကိုစိတ်စိတ်ညစ်စရာကောင်းနေပြီစားရတဲ့အစားတွေက အဲ့တော့ကဗျာတော့ဝင်ချုပ်တတ်တဲ့သူမျိုးဖြစ်တဲ့အတွက်ကြောင့်ပူတောက်တဲ့။ကဗျာတော့ညတိုင်းတောက်တယ်။ကိုကမနေ့အဲ့လိုအိမ်ကအများကြီးသွားတဲ့ feeling ကိုကြိုက်တာ။ကိုစားထားတဲ့နှုံနဲ့ကိုကအဲ့လိုမသွားလို့မရဘူး။အဲ့လိုမသွားရင်အဆင်မပြေနေဘူး။အဲ့လိုသွားမှအဆင်ပြေရ။အဲ့တော့ fiber ပဲဖြစ်ဖြစ် collagen ပဲဖြစ်ဖြစ် ောက်ပြီးလို့ရှင်ရည်များများပြန်တောက်ပြီးပါအဲ့ဒါအရန်ကောင်းတယ်ဘဲအရာမစို့ကော်ဖီတောက်လိုက်တယ်ကော်ဖီကကိုယ်ရင်တုံစေတယ်ဆိုတော့ရည်များများတောက်လိုက်စေးတောက်လိုက်တယ်စေးကကိုယ်ဟိုဘယ်လိုပြောမလဲအဲ့စေးကကိုယ်နဲ့မတည့်ဘူးဆိုတော့ရည်များများပြန်တောက်လိုက်ရည်ကအကုန်လုံးရဲ့အစိတ်တွေကိုပြေးစေတယ်အဲ့တော့ကိုယ်ကကြောက်တတ်တယ်ဒါတွေတောက်ပြီးရင် side effect ဖြစ်မှာများဆိုးတယ်ဆိုရင်ရည်များများပြန်တောက်အဲ့ဒါဆိုရင်အရန်ဆင်ပြေးတယ်ပြီးတော့ဒီအမြင်တက်ဆိုတာလည်းရည်များများတောက်ပြီးမှအမြင့်တက်ကအထက်မှာပို့ပြီးတော့ပွားတာ။ဒါရေမြမ်းမြတောက်လေးပို့ပြီးတော့ သူ့ရဲ့အာနိသင်ရပိုရှိလေပို့ပြီးတော့အလုံးလုံးနိုင်စွမ်းနေပေါ့ဥနိုင်ရမှာရှိတဲ့အရာတွေခွာချခွာချခွာချဒီဥလန်းချောင်းအစာရင်လန်းချောင်းမှာရှိတဲ့အားတွေအကုန်လုံးဝမ်းပိုက်တဲ့မှာရှိတဲ့မကောင်းတဲ့အကြည့်ကြီးတွေအကုန်လုံးခွာချတယောက်နဲ့တယောက်နဲ့ရတော့မတူတချို့လူတွေဆိုရင်အိမ်သာမတော်ဘူးတချို့လူတွေဆိုရင်တောက်တောက်ချင်းအိမ်သာမတော်ဘူးချို့လူတွေဆိုရင်သူများတွေဆိုကြပြားတို့ဆိုမနှက်ပိုင်းသွားတယ်ချို့လူတွေဆိုရင်ညနေလောက်မှသွားတယ်ချို့လူတွေဆိုရင်နှစ်ချိန်သုံးချိန်သွားတယ်ချို့လူတွေဆိုတစ်ချိန်မဲသွားတယ်ချို့လူတွေဆိုတစ်ချိန်မှမသွားဘူး အရာကိုဆက်တောက်ပေးပါအဲ့ဒါဒီတယောက်နဲ့တယောက်နဲ့အထဲမှာဖြစ်တည်မှုချင်းမတူလို့ပါဥနယံမှာကတ်နေတာတွေအရန်များနေဝင်အရန်ချုပ်တတ်တဲ့သူတွေဥနယံမှာကိုစားထားတဲ့အစာအစာတွေအညစ်အကြေးတွေကအဆိုင်အခဲဖြစ်နေပြီဆိုရင်ခွာချရတာအရန်ခတ်တယ်သူများတွေတော့တစ်ချိန်နဲ့နဲ့တရက်တည်းတောက်ရုံနဲ့အင်တာမသွားတဲ့သူတွေလည်းကြပြားတို့တွေ့ဘူးတယ်ပေါ့နော်အဲ့တော့ဆက်တောက်ပေးပါသူဖြစ်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 ချင်းစီဖြော်ချရတာဖြစ်တဲ့အတွက်ကြောင့်ဆက်တောက်ပေးပါ တော့ညဆိုပိုက်ပါတော့နတ်ဆိုရင်ကောလာဂျင်တော့ညဆိုပိုက်ပါတော့ဒီကော့စ်ကထုတ်တဲ့ကောလာဂျင်နဲ့ဖိုက်ပါလေးနဲ့ဖြစ်ပါတယ်နော်အဲ့တော့ပေါက်ပါတက်ချင်ပါတယ်ခနာကိုလေးကြည်လင်ဝင်းပါပြီးတော့ရေးချောင်းလေးတွေကင်းဖို့အတွက်ကတော့ကောလာဂျင်ဓာတ်ကလိုအပ်ပါတယ်အဲ ခန့်နဲ့အဲကိုကိုယ့်ရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့အပူပုပ်တွေဝင်ထဲမှာရှိတဲ့အပူပုပ်တွေကင်းစင်ပြီးတော့အသားလေးတွေဂလိုးဖို့အတွက်ကတော့ fiber လိုအပ်ပါတယ်ရှင်အဲ့တော့ because ke fiber net collagen လေးကိုမှာကျင်နေစတဲ့ကပြရဲ့ KP fashion 3 page မှာမှာလို့ရပါတယ်သူကတော့စေဒုတ်တပူကို3800ပါရှင်ကျေးဇူးတင်ပါရှင်ကနက်ပါရှင်